မိမကြောက်လို့ထောင်ကြရသူဒီအဖြစ်အပျက်ကမနေ့က9လပိုင်း14ရက်နေ့ထိုင်းနိုင်ငံကြန်ထပ်ဘူးရီမှာဖြစ်သွားခဲ့တယ်ပုံထက်ကအမျိုးသားနာမည်ကခေချတ်အသက်43ဖြစ်စဉ်ကတော့မနေ့ကခေချတ်ကသူများစီကပန့်ငွေ4000ကျော်ကိုချီးပြီးလောင်းကစားတလုတ်တယ်ပြီးတော့အကုန်လုံးရှုံးလိုက်တယ်ရှင် ရှုံးတော့ဘယ်လိုလုပ်ရမှလဲမသိဘူးခေချတဲ့ကိုပေါ်မှာခေချချစ်မိမခေချအတွက်ရွှေစွဲကြိုးတကုံးဝယ်ထားပေးတယ်အဲ့ဒီရွှေစွဲကြိုးအလေးချိန်ကတပတ်ရှင်ခေချကအဲ့ဒီရွှေစွဲကြိုးကိုယူပြီးရွှေဆိုင်မှာသွားပေါင်လိုက်တယ်ဘတ်4900ရတယ်ရှင်ပြီးတော့သူများကိုအကျွေးသွားဆက်လိုက်တယ်တပတ်မှမကြံဘူးခေချသူကသူ့မိမကိုအရန်ချစ်လို့သူ့မိမကိုသူအရန်တောက်တယ် အဲ့တော့ချစ်မိမဝယ်ထားတဲ့ဆွဲကြိုးမပါတော့ပဲအိမ်ကိုပြန်သွားရင်အစုခံရမှာပဲတီလို့ခေချက်ကဆက်လန်းဆင်လိုက်တယ်ဘယ်လိုဆက်လန်းဆင်လိုက်တာလဲဆိုတော့ခေချက်သူလမ်းဘေးမှာဓမြတိုက်ခံရတဲ့ပုံစံလှုပ်လိုက်တယ်သူ့ဆက်ကေအားလဲနေပြီးသူလည်းမောက်လိုက်အိတ်နေလိုက်တယ်ညာတိုက်ခံရတဲ့ရွှေဆွဲကြိုးပါသွားတယ်လို့သူ့လာကူမဲ့သူစိတ်ကောင်းတဲ့သူကိုပြောပြပြီးမိမကိုသွားပြောပြဖို့ပေါ့ရှင့်သူလည်းတကယ်လမ်းဘေးမှာမောက်လိုက်အိတ်နေလိုက်တယ်ဆက်ကေလည်းလဲနေလိုက်တယ် တကယ်ပဲစိတ်ကောင်းတဲ့သူနှစ်ယောက်လူနှစ်ယောက်ကခေချစီကိုလာပြီးလာခုလေရှင့်ခုနကတော့ကျွန်တော်ဓမြတိုက်ခိုင်းရတဲ့ကျွန်တော်ဆွဲထားတဲ့ရွှေဆွဲကျိုးတပတ်ကိုရသွားတယ်လို့ပြောပြလိုက်တယ်စိတ်ကောင်းတဲ့သူနှစ်ယောက်လည်းဘာမှထိတ်မမေးတော့ပဲနဲ့191တက်ကိုတက်ကိုဆက်လိုက်တယ်ရှင့်မကြဘူးရဲတွေလည်းရောက်လာတယ်ရဲတွေရောက်လာတော့ခေချက်ကိုမေးတယ်လူဆိုးရဲ့ပုံတံတားကဘယ်လိုရှိလဲရုပ်ဘယ်လိုရှိလဲလူဆိုးစီးထားတဲ့စင်ကယ်ကဘာအကြောင်းနေလဲမေးတော့ ခေချက်တမျိုးမှလည်းမဖြေနိုင်ဘူးရဲလာမဲ့အထိသူမစင်းစားထားရမလို့ရှင်စိတ်ကောင်းတဲ့သူကိုလာကယ်ရင်သူပြောပြဖို့အထိပဲသူကဆက်လန်းစင်ထားတာစင်စားထားတာရဲလာမဲ့အထိမစင်စားထားရတော့ရဲလာမေးတော့သူဘာမှမဖြေနိုင်ဘူးဗာမေးမေးအာအာဖြစ်နေတော့ရဲတန်တရားဝင်နေပေါ့တရေလဲရဲစကောင်းကိုခေါ်သွားပြီးစစ်စေမှုလှုပ်လိုက်တယ်နောက်ဆုံးတော့ခေချက် အမှန်တရားကိုပြောလိုက်တယ်အမှန်တော့သူသူများစီပိတ်ဆိုင်ချီးပြီးလောင်ဝါစာလုပ်လဲပြီးတော့ရှုံလို့ချိမိန်မဝယ်ထားပြီးတဲ့ရွှေစဲကျိုးကိုသွားပေါင်လို့အကျွေးဆက်လိုက်တယ်ဆွဲကျိုးမရှိတော့ဘူးအဲ့တော့အိမ်မပြန်ရဲဘူးမိမကဆိုးတယ်မိမဆဲဆူမှာကြောက်တယ်ဒါကြောင့် ဒီလိုမျိုးဆက်လန်းဆင်လိုက်တာလို့ပြောရရှင်ဒါပေမဲ့အဲ့ဒီစိတ်ကောင်းတဲ့သူကအခုလိုမျိုးရဲကိုဖုံးဆက်ပေးလိုက်မယ်လို့မထင်ထားဘူးလို့ပြောတဲ့ခေချကဆက်လန်းဆင်တယ်လိမ်ပြီးရဲကိုဖုံးဆက်အကြောင်းကြားတယ်လို့မျိုးဖြစ်လို့ညတော့ကခေချအချုပ်ခံတညအိတ်လိုက်ရပြီးမိမဖြစ်သူကခေချကိုအမခံတော့ပေးဖို့နေနေတတာသွားတော့မကြည့်ဘူးတဲ့ရှင်တည်င်းထောက်ရင်စုံစမ်းကြည့်တော့အမှန်တော့ခေချရဲ့မိမက နမည်ရှိတဲ့သူအဲ့လိုမျိုးမျက်နှာရှိတဲ့သူတည်းချက်ဒါကြောင့်အာဒီလိုမျိုးကိစ္စရှိတော့မျက်နှာမပြရှင်ဘူးယောက်ျားတော့သွားမတွေ့ဘူးအဲ့လိုမျိုးတည်းချက်ခေချသူပြောသူချစ်မိမကိုသူကြောက်တယ်စူစဲမှကြောက်တယ်ဒါကြောင့်ဒီလိုမျိုးလှုပ်လိုက်တာလို့ဝန်ခံလိုက်တယ်တကယ်လို့သူဒါသူ့မိမကိုအဲ့လောက်ထိမကြောက်အမှန်တရားသွားပြောလိုက်ရင်သူထောက်မကြရတော့ဘူးရှင်ယတနာအစကတော့သူလောင်းကစားလုပ်တဲ့အကျိုးပေးတာဒါ